တူမလာမလားဆိုတာကိုငါမသိဘူးအဲ့ဒီလားဆိုတာနဲ့ငါမသိဘူးဆိုတော့အပိုင်းနှစ်ပိုင်းကိုရေးတအောင်ဆရာသင်ပေးမယ်ဆိုတော့ဒီပုံစံကဆရာတို့ဒီအထက်တန်းအဆင့်မှာဆိုလို့ရှိရင်เนาะဟို direct indirect ပြန်ပြောတဲ့အခါမှာမေးခွန်းပုံစံကိုအဲဒီ direct ပြောတဲ့ဟာကိုဗောနော် reporter speech လို့ခေါ်တယ် indirect ပုံစံပြန်ပြောင်းတဲ့ပုံစံမျိုးဒါပေမဲ့လက်တွေ့ဘာမှာဘယ်လိုတောင်းရလဲဆိုတာကိုဆရာသင်ပေးပေးမယ်အဲ့တော့ဒီစာနဲ့မှာဒီစာကြောင်းရဲ့ဒီစာပုံလေးကိုဆရာရင်ပြောပြမယ်ဆိုရင် subject verb လာမယ် subject verb လို့နောက်မှာဒီဖွဲ့စားမှု if တိုက်တာတလုံးသုံးလို့ရတယ်။နှစ်ခုစလုံးကဘယ်လို date verb ထွက်မှာလဲဆိုရင် the last ဆိုတာဖြစ်လားဆိုတာဟုတ်လားဆိုတာအဲ့တော့မဖြစ်သလားဆိုတာကိုငါသိတယ်။မဖြစ်သလားဆိုတာကိုငါမသိဘူးဒီလိုမျိုးသုံးပါ။အဲ့ဒီဖွဲ့စား if နောက်မှာ clause လို့ခေါ်တဲ့စကားတွေတွေလာလိုက်မယ်။အဲ့တော့ဒီပုံစံရင်းနဲ့ပဲအော်ဒီဟာလေးနဲ့အသားကျလာလိုက်ပဲပေါ့နော်။နေတိုင်းနေတိုင်းခေါင်းစဉ်အသစ်တွေကိုတင်ပြနေတာဖြစ်တယ်။အဲ့ခေါင်းစဉ်လေးဟာစုံလင်တလောက်ဖြတ်သွားပြီဆိုလို့ရှိရင်ဆာဘိုက်တွေစပြီးတော့ရေးမယ်။ဆာဘိုက်ရေးတဲ့အခါမှာလည်းဆာဘိုက်ရဲ့အယူအဆနဲ့ ထိရောက်တဲ့စာပိုင်မျိုးဖြစ်အောင်ဘယ်လိုရှိရလဲဆိုတာကိုဆရာတေချာလေးသင်ပေးမှာဖြစ်တယ်။ဒါပေမဲ့အဲ့လိုမသွားခင်မှာဆရာဒီအောက်မှာရှိတဲ့ foundation လေးကိုအရင်အခြေခံအောင်ချရမယ်။တအားမလောနဲ့ဆိုက်လန်လိုက်။ဒါပေမဲ့အောက်တက်ကြည့်ဖို့တော့လိုတယ်။အောက်တက်ကြည့်ဖို့အင်္ဂလိပ်စာရ30ကိုအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30ဆီရီကိုကြည့်။ဒီပင်ဒီ writing series ကိုကောင်းကျင်တယ်ဆိုရင် writing series ကိုဒီနေ့တစ်ခုပုံမှန်ကြည့်ပြီးတော့ပြန်ပြန်ပြီးနှွေးထား ready လုပ်ထားပါတော့။ဆရာ pattern ဆိုပြီးဆိုရတယ်။ဆရာ sentence paragraph တွေစာရေးမယ်။သူမလာမလားဆိုတော့ငါမသိဘူး။ subject ဘက်ကဘာဖြစ်တာဆိုငါမသိဘူးဆိုတာဒါ subject နဲ့ပဲပဲငါရယ်မသိဘူးဒါ subject verb ဘာလို့မသိတာလဲသူမလာမလားဆိုတာဒီကိစ္စကိုမသိဘူးအဲ့လိုမျိုးလေးမှာအဆမ်းပြတ်နေရာမှာငါဆိုတော့ကျန်အိုင်းလိုက်တယ်တိတာခရန်တို့တို့နော်မသိရင်ဘဝန်းဆိုရင် don't နဲ့ doesn't ရှိတယ် i am first person အများသဘောဆောင်တော့ doesn't ကိုမသုံးဘဲနဲ့ don't ကိုသုံးအောင်ဒါမျိုးအသေးစိတ်ကိုဆရာဒေသတီမှာပြောခဲ့ပြီပြီအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရသုံးစီပြီဆိုပြီးတော့ဆရာရဲ့ YouTube Facebook တွေ့တော့မှာကွန်ဖီတင်ထားပြီးပြီလားအမှကြည့်တာအဲ့ဒါကြည့်ပြီးသင်ချင်းတက်လာခဲ့ပါတော့အဲ့လိုမျိုးလေးအောက်တက်ကြည့်တွေနဲ့ 拿来呢？这些呢？是拿来的。I don't know. Lá 哈比，你马 m 马拉苏达，你拉苏达都是。我说，我问他，他们要的。If Tôi sẽ với gia gia lê đấy. lê gia 们要的，他说 o 问他，I don't know whether in subject b o o a subject 里面问的，你马 she 拉马苏啊，哪个苏啊？Will t w e do n know t me? She will come. But once we come 啊 a s t r a l i a 那么 we've got more than a few days more than our first year 来那个西边教，come 啊 a u s t d o l i a I don't know whether she will come. Tu ma mà là s 你马拉马拉苏 m 我们得。 အဲဒီပုံစံလေးရပါတယ်။ငါအစဉ်ပြေးလားလို့သူငါ့ကိုမေးခဲ့တယ်။ subject က subject ကိုရှာတယ်။ရှာနေတာပြောတယ်။ဘက်ကိုလောက်တဲ့လူက subject ပဲ။ဘက်ကရောဘာမှရှိတယ်။စာကြောင်းအနောက်ဆုံးမှရှိတယ်။မေးခဲ့တယ်။မေးတဲ့သူက subject ပဲ။ဘယ်သူမေးရလဲ။သူမေးတာက subject ။သူဘာလောက်ခဲ့လဲ။မေးခဲ့တယ်။ဘလို့မေးခဲ့လဲ။ငါ့ကိုမေးခဲ့တယ်။ဘာကိုမေးခဲ့တာလဲဆိုတော့ငါအစဉ်ပြေးလားဆိုတာ။အဲ့အတွဲကိုနောက်မှချက်မယ်။ဒီ weather if အတွဲကိုနောက်မှချက်မယ်။အဲ့တော့ subject နဲ့စာမဲ့သူစီဆိုတော့ဒီ မေးတာလေးလို့ ASKS လို့ခေါ်တယ်ဟော mini edit တွေပါလိုက်လဲကြာအောင်မယ်အဲ့တော့လင်းရကြည့်နေတဲ့ mini တွေလည်းရမယ် usage တွေလည်းရမယ်အဲ့တော့အကျိုးရှိအောင်လုပ်ချမယ်အာစာအုပ်ထုတ်တဲ့တခြားရေးမှထားမယ် CV တခုလို့လို့ကိုစာအုပ်လေးကိုစုစုစည်းလေးထားစနစ်တခြားလေးထားပါလားတစ်ချိန်ချိန်မှာလုံးအောင်ကိုဟိုအကိုအတွက်အများကြီးထောက်ကူပြုလိုက်မယ်ဆိုတော့ဆရာကယုံကြည်တယ်အဲ့တော့ he has been မေးခဲ့တာဘာတူဆိုတော့ဆရာ edit ထားလိုက်တယ် ex ဒါပေမဲ့ဒီကောင်မလာခင်မှာ object ဈာပြပါလာရင်ငါ့ကိုမေးရဆိုရင်မီရဒီမှာထည့်လိုက်ရတယ် ex ဒီလာပြီဘာဖြစ်လာလဲ အစင်ပြေလာအဲ့လာဆိုတာအတွက်ဆရာတို့ကဝဲသားကိုရိုက်တယ် EX B ဝဲသား if လဲတော့ရတယ်ငါအစင်ပြေတာကတော့ I အစင်ပြေတာအင်္ဂလိပ်လို okay လို့ခေါ်တယ် okay က adjective ဖြစ်တယ်ပေါ့ဒါဆို MS ထည့်ရမယ်ဒါပေမဲ့မေးတော့အတိတ်ကကိစ္စဖြစ်တဲ့အတွက်အဲ့ဒီတော့အစင်ပြေခဲ့လားဆိုတဲ့အတိတ်ကိုပဲမေးရဖြစ်ရမယ်ပြောမယ်ဆိုရင်ဒီရှေ့မှာ value ဖြစ်တာတို့ကြောင့်ဒီကောင်အတိတ်ဖြစ်တဲ့အတွက်ကြောင့်ဒီကိုအစင်ပြေလားဆိုတဲ့ကိစ္စလည်းအတိတ်ပဲဖြစ်နေတယ်ဒါကြောင့် MS မသုံးမနဲ့ what ဆိုရတော့ရမယ်လို့ဆရာကမှတ်ထားရမယ်အဲ့တော့ I was okay ဒီမှာဘာကြောင့် once ဖြစ်တာလဲမေးတာအတိတ်ကိစ္စမဟုတ်လို့အစဉ်ပြေရဆိုတာလဲအတိတ်ကိစ္စပဲဖြစ်ရမှာမဟုတ်လို့ wordsware တုံးထားတာ okay နော် okay အကြည့်ရဆိုတော့သူရှိမှာ ms ဖွင့် wordsware ထည့်ရတော့မယ်လေအဲ့တော့ he asked me whether i were okay ငါအစဉ်ပြေလားဆိုတာသူငါ့ကိုမေးခဲ့တယ်သူအမှန်တရားကိုပြောခဲ့လားဆိုတော့ငါမသေးချဘူး subject မချတတ်ရင်ဘတ်ရင်ရှာဘတ်ကနောက်ဆုံးမှရှိတယ်မသေးချတာသေးချတာကို sure လို့ခေါ်တယ် adjective ဖြစ်တယ် subject ကတော့ငါဆိုတော့ i ပေါ့ i sure လို့ရေးလို့မရဘူးဘာကြောင့်လဲ ရှူအာအက်ဂျစ်တစ်ဒေါနဲ့ဆုံးနေဒေါနဲ့ဆုံးတဲ့ကောင်ဒီဖြစ်အောင်ခဏကလို့ okay လို့မျိုးအစင်ပြေသောအစင်ပြေဒီဖြစ်အောင် MSR ဝတ်ဆိုရထည့်ရမယ်ဒါကတော့အခုဆိုတော့ MSR ထည့်မယ် I ဆိုတော့ and လို့ပဲအဲ့ဒါမျိုးရှူအာအော်မသေးချောက်ဆိုတော့ not လာမယ်အခုပါတယ် MSR မှာပဲ not ထည့်ခွင့်ရှိတယ်ဆိုတော့ဒါပေမဲ့ M နဲ့ not ပူးရေးလေးမရှိဘူးဆိုတော့ I'm not sure ပါသိပြီတော့မသေးချောက်သူပမာန်တရားကိုပြောခဲ့လားဆိုတာအဲအပြောင်းလေးလေးဖြစ်အောင် if လေးသုံးကြည့်မယ် if if being လားဆိုတာပြီးသွားပြီ subject ပြန်လာမယ် clause ဖြစ်အောင်သူဒီဆိုတော့ ေးပြောခဲ့တယ်ဆိုတော့ထိုးပေါ့ဆက်သုံးလိုက်ရတယ်အမှန်တရားတော့ the truth ဒါ YouTube ဒါပေမဲ့နားထောင်တဲ့သူပါမထဲတော့မလို့ဆရာပြောခဲ့တယ်ဒါပေမဲ့ tell the truth ဆိုတဲ့အကောင်ကအတွဲလိုက်ကလေးဖြစ်နေတာဖြစ်တယ်နားထောင်တဲ့သူမပါပေမဲ့လည်းအမှန်တရားကိုပြောတယ်ဆိုရင်ဆရာ say the truth နဲ့ tell the truth အဲ့လိုမျိုးသုံးတာပို့ပြီးတော့ formal ဖြစ်နေတယ်သုံးလို့သုံးတာများနေတာဖြစ်လို့ကြောင်းဒီနေရာမှာထိုးကိုသုံးလို့ရရင်ဆိုတော့ဆရာလည်းလမ်းတာလေးပတ်ထားရမယ် I'm not sure if he told that to သူအမှန်တရားကိုပြောခဲ့လားငါပြောခဲ့ဆိုရင်အတိတ်မဟုတ်လို့ဖတ်တူးတော့တာဆိုတာကို I'm not sure ငါမသိချဘူးစားတော့ဆိုင်ဖွင့်လားဆိုတာကိုနင်းတည်လားဆရာဌာနလေးကိုပေါ့ရေးကြည့်လို့ရရခဏလေးရက်ပြီးတော့ဘေးကြီးဘယ်နဲ့ကြည့်လို့လဲရရရေးကြီးကလို့မှားရဆိုရင်လည်းကိုပေါ့ခုမှလေးလာလန်တာဖြစ်တဲ့တရားမှားအောင်ပါပဲအမြဲတမ်းလေးလာနေအမြဲတမ်းလုံနေတဲ့တွေတော့အမှားယူနေရှိတဲ့ခါကျတော့စားလေးလာခါစားလန်တာတော့မှားအောင်ပါလို့ဒါတော့ဘာဖြစ်လဲနားနေရဆိုတာ နောက်ဆုံးမှာနားလဲသွားဖို့အတွက်ချိန်ဆနေတယ်မှားနေဆိုတာနားလဲသွားတာမှားနေတဲ့ကာလပတ်လုံးကကိုကနားလဲနေရလို့ဖတ်တာအော်ဒါမျိုးကမှားတက်ပါလားဆိုပြီးနားလဲသွားတာဟုတ်ပြီစားတာဆိုင်ဖွင့်လားဆိုတော့မင်းတိလားဒီနေရာမှာတိရဲဆိုရဲ no သူ့ကိုလုတ်တဲ့သူကဒါ subject တိတာမင်းဆိုတာအတွက်ကြောင့်ဒါ subject ဒါပေမဲ့ဒီကောင်ကရိုးရိုးစားကြမှုပဲနဲ့လာမင်းကိုဖြစ်နေတယ်လာမင်းကိုဆိုဆရာရဲ့လန်တာလေးကိုဘယ်လိုလောက်ရမလဲဆိုတော့ဒီတက်ဒီစီမှာဆရာတိတိဆရာလေးပြောပြခဲ့ပြီးပြီတေချာလေးတော့ပြီးကြည့်စေချင်တယ်အခြေခံမခိုင်တဲ့လူများရာပြီးသားလူများတော့စက်ကြည့် ဟုတ်ပြီ main thing လားဆိုတော့လားမဲကုန်းဆိုရှိအခုထုတ်မယ်ပုံမှန်ကိစ္စဆိုရင် do နဲ့ does ကိုထုတ်တယ် main ဆိုရဲ you ဒီ second person ဖြစ်တဲ့အတွက်ကြောင့်အများတော့လည်း do ပဲတော့လဲတော့ do ကိုဆရာရှင်းထုတ်လိုက်တယ် do ကိုရှင်းထုတ်လိုက်တယ် subject လာတယ်ပြီးရင် do တက်ထုတ်ရင်နောက်မှ verb လောက်ကြံလဲဆိုအောင်ပုံမှန်ကြည့်ရလမ်းတိုင်းဆိုဒီနေပြီ no ဆိုရဲ verb zero ကြံတယ် do you know main thing လားစားတော့ဆိုင်ဖွင့်လားဆိုတာကိုကဲဝဲသားပြန်ကြည့်ကြည့်ပါဝဲသားကဲ subject ပြန်လာမယ်စားတော့ဆိုင်က the restaurant ဖွင့်တာ adjective လည်းရှိတယ် noun လည်းရှိတယ် op and open ဖွင့်တော့ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်အဲ့တော့ adjective လို့ယူစားပြီးတော့ဒီမှာ is ထည့်လိုက်မယ်အဲ့တော့ do you know whether the restaurant is open ဒါကတော့ main ကိုစာကြောင်းဖြစ်တဲ့ကြောင်းဒီမှာ question မထည့်လိုက်တော့ဘာသူ့ကိုကူညီနိုင်လားဆိုတော့သူငါ့ကိုမေးခဲ့တယ်မေးတဲ့သူက subject သူဆိုတော့ he subject ပြင် verb လာမယ်မေးခဲ့တယ်ခုနကတခါသုံးပြီးသား x အတိတ်တွေစကားလုံးတစ်တည်းလို့ယူစားရင်ကြက်မယ်ဘသူမေးလဲငါ့ကိုမေးတယ်နေ လားဆိုတာပါလာပြန်ပြီလားဆိုတာကိုဆိုတာ if set ရေးလိုက်အောင်မယ်ဝယ်စားသုံးလို့လည်းရတယ်တက်တာသုံးရတယ် subject ပြလာမယ်ငါဆိုဟိုင်းကူနီနိုင်လားစီရကံဒါလုံနိုင်လားဒါပေမဲ့မိသားအတိတ်ဖြစ်တဲ့အတွက်ကြောင့်ဝင်းကလိုပဲအတိတ်မှာမိခဲ့ရင်ဒီကောင်ဘသူပြောင်းတယ်လို့ပဲဒါမှအတိတ်မှာမိခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ဘသူပြောင်းအောင်ပြောင်းရအောင်မယ်ခံရဘသူကဟုတ်ကဲဒီလိုအမှားယွင်းနေရှိရင်လည်းသိသွားလို့မှတ်မယ် i could ကူနီနာ health ဘလိုပဲဖြစ်ဖြစ်အတိတ်ပဲဖြစ်ဖြစ်ခုတ်က model မထက်မှာပါဖြစ်တဲ့ကြောင့်သူ့နောက်က help ကတော့ basil လို့ဖြစ်နေတော့မယ် if i could help ဦးကိုဆိုအင်္ဂလိပ်လို him လို့ခေါ်တယ် him နဲ့ hari his team တင်ဒီသတိမှာကြည့်အခြေခံအတွက်အကုန်လုံးအမှပြောပြထားပြီလားသစင်တက်လာဖို့အတွက်ဒီမှာဆက်ပြီးတော့ပြောပြနေတယ်ဆိုတော့ဒီနေ့မှာဆိုရင်လည်းဘာဖြစ်သလားဆိုတာကိုဆိုတဲ့ပုံစံကိုဆက်ပြောပြပြပါပြီနေ့တိုင်းအဲတက်နစ်အစ်စ်တွေနဲ့စမ်းတဲ့ usage အစ်စ်တွေသင်ပေးမှာဖြစ်တယ်ပြီးရင် server တွေဖွဲ့စည်းတက်အောင်ထိဆရာသင်ပေးမှာဖြစ်တယ်အားလုံးပဲ strategy နဲ့စူးစမ်းဖို့တော့လိုအပ်တယ် fight တယ်မှာ